ချက်သိန်းနဲ့ဖုန်းကိုကြီးလိုက်မယ်ဆိုရင်လည်း AMOLED display ပဲအရန်ကမှဈေးကြီးပြီးတော့350ကျော်လောက်ရှိတဲ့ flagship ဖုန်းတွေကိုကြီးလိုက်မယ်ဆိုရင်လည်း AMOLED display ပဲအဲ့တော့လူတော်တော်များများကဒီလိုမျိုး AMOLED display ကိုတွေ့ပြီဆိုတာနဲ့အကုန်လုံးအတူတူပဲလို့ထင်ကြတယ်အဲထဲမှာမိတ်ဆွေပါနေပြီဆိုရင်မိတ်ဆွေမှားနေလို့ပြောချင်တယ်ကြွားချားတဲ့အချက်လေးတွေရရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့ video မှာဒီလိုမျိုးဈေးနဲ့ AMOLED display တွေနဲ့ဈေးကြီးတဲ့ AMOLED display တွေရဲ့ကြွားချားတဲ့အချက်လေးတွေကိုပြောပြပေးမယ် အဲ့တော့ဘယ်လိုမျိုးကွာခြားလဲဆိုတော့သိကျင်တယ်ဆိုရင်ကျွန်တော်ရဲ့တူတူဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်အောင် Yangon Mobile Store ဒီဈေးနဲ့ AMOLED နဲ့ဈေးကြီးတဲ့ AMOLED တွေရဲ့ပထမဆုံးကွာခြားတဲ့ချက်ကတော့ဒီ panel ရဲ့အောက်ဆုံးမှာရှိတဲ့ separate ဆိုတဲ့ base layer မှာတုံးထားပေးတဲ့ material တွေကမတူကြဘူးဒီဈေးနဲ့ AMOLED display တွေမှာကြတော့ဒီ substrate လို့ခေါ်တဲ့ base layer မှာ glass ကိုတုံးထားတယ် ။ဘာလို့ဒီလိုမျိုး glass ကိုတုံးထားလဲဆိုတော့အဓိကအားသာချက်ကတော့ထုံးလုံးမှုကုန်ကျစရာနည်းတယ်။ဒါပေမဲ့ဒီလိုမျိုး glass ကိုတုံးလိုက်တဲ့အတွက်ကြောင့်ရလာတဲ့အားနည်းချက်တွေကတော့မနည်းဘူးတော်တော်လေးများတယ်လို့ပြောရမယ်။ပထမဆုံးအားနည်းချက်ကတော့ဒီလိုမျိုး glass ကိုတုံးလိုက်တဲ့အတွက်ကြောင့်ဒီ display panel ကြီးကပုံပြီးတော့ထူသွားတယ်။အဲ့တော့ကျွန်တော်တို့ဖုန်းရဲ့ site တွေကလည်းပုံပြီးတော့ထူလာတယ်။နောက်တစ်ခုကကျတော့ဒီ bezel တွေကခတ်ထူထူပုံစံလေးတွေဖြစ်နေလိမ့်မယ်။နောက်ဆုံးအားနည်းချက်တစ်ခုကတော့ဒီလိုမျိုး display panel ကဒီ glass ခံထားတဲ့အတွက်ကြောင့်ဒီ panel ကိုကျွန်တော်တို့ခောက်လို့မရဘူး။ ချိုးလို့မရဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီမှန်ခုံးဖုန်းတွေနောက်ပြီးတော့ဒီ4 device လို့ခေါ်တဲ့ခေါင်းဖုန်းတွေမှာဒီလိုမျိုးဈေးနဲ့တဲ့ AMOLED display တွေကိုတောင်းလို့မရဘူးဈေးကြီးတဲ့ AMOLED display မှာကြတော့ခုနကပြောခဲ့တဲ့ဒီ substrate လို့ခေါ်တဲ့ base တရားမှာ glass ကိုမတုံးရတော့ဘဲနဲ့ပုံပြီးတော့ပြော့ပြောင်းတဲ့ polyimide ဆိုတဲ့ material ကိုပြောင်းပြီးတော့တုံးပေးလိုက်တယ်ဒီလိုမျိုး material ကိုတုံးပေးလိုက်တဲ့အကြောင်းရလာတဲ့အကျိုးကျေးဇူးကတော်တော်လေးများတယ်လို့ပြောရမယ်ပထမဆုံးအကျိုးကျေးဇူးကတော့ display panel ကအရင်အထက်ပိုပြီးတော့ပါသွားတယ် အဲ့တော့ကျွန်တော်တို့ပို့ပြီးတော့သေပို့ပြီးတော့ပါပြီးတော့ပို့ပြီးတော့ combat ဖြစ်တဲ့ဖုန်းတွေကိုထုတ်နိုင်တယ်။နောက်တစ်ခုကကြတော့ display bezel လေးတွေကိုကျွန်တော်ခက်ချင်းချင်းလေးတွေခက်ပါပါလေးလုပ်လို့ရတယ်။နောက်ဆုံးအားသာချက်တစ်ခုကတော့သူရှိမှာက glass ကိုမသုံးပေးဘဲနဲ့ဒီပြော့တဲ့ material ကိုသုံးပေးလိုက်တဲ့အတွက်ကြောင့်ဒီ display panel တွေကိုကျွန်တော်တို့ခောက်လို့လည်းရတယ်ချိုးလို့လည်းရတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီမှန်ကုန်းဖုန်းတွေတို့နောက်ပြီးတော့ဒီ foldable လို့ခေါ်တဲ့ခောက်ဖုန်းတွေမှာဒီလိုမျိုးဈေးကြီးတဲ့ AMOLED display တွေကိုသုံးလို့ရတယ်။အားနည်းချက်ကတော့တစ်ခုတည်းရှိတယ်။အဲ့ဒါကကြတော့ထုတ်လုပ်မှုကုန်ကျစရိတ် ဒီလိုမျိုးဈေးကြီးတဲ့ AMOLED display တွေထုတ်လုပ်မှုကုန်ကြားတဲ့ကဈေးနဲ့ AMOLED display တွေထုတ်လုပ်မှုကုန်ကြားတဲ့အထက်ဒီ40 to 60ပါဆန်လောက်ထိပို့ပြီးတော့ဈေးများတယ်လေ။အားဒါကြောင့်လည်းဒီ Samsung Galaxy S series တွေမှာတုံးမေးထားတဲ့ဒီ Super AMOLED display ကတခုခုဖြစ်လို့ဆိုင်မှာကျွန်တော်တို့တွားပြင်တဲ့အခါမျိုးကြရင်အခြား AMOLED display တွေထက်ပို့ပြီးတော့ဈေးများတယ်။တော်တော်ကြီးမှများတယ်။အားဒါကဘာကြောင့်လဲဆိုတော့ ခုနကကျွန်တော်ပြောခဲ့တဲ့ base နေရာပါသုံးပေးထားတယ်ဒီပြော့ပြောင်းနေ polyimide ဆိုတဲ့ material ကြောင့်နောက်ထပ် quarter အချက်ကတော့ဒီ display ရဲ့အလင်းထွက်ဆွမ်းရည်လို့ခေါ်တဲ့ဒီ efficiency ဘိုင်းမှာလည်းတွားပြီးတော့ kwa တယ်ဒီဈေးနဲ့တဲ့ AMOLED display တွေမှာကျတော့ဒီ display panel မှာရှိတဲ့ pixel လေးကြီးလင်းဖို့အတွက်ဈေးပေါ်ပြီးတော့ဒီအရည်သွေးနှိမ့်နဲ့ RGB light တွေကိုသုံးကြတာများတယ်အဲ့ဒါကြောင့်လည်းဒီဈေးနဲ့တဲ့ AMOLED display တွေမှာက p brightness ကနည်းတယ် အဲကျွန်တော်တို့ဒီရှိတ်ရာတထောင်ဒီလောက်ပြီး brand name နဲ့ဆောက်ပေးရတယ်။နောက်ပြီးတော့ဒီအဖြူအောင်ကာလာကိုဒီဈေးနဲ့တဲ့ AMOLED display တွေကပြပေးမယ်ဆိုရင် power saw အရန်ကမှများတယ်။အားကြောင့်ဒီဈေးနဲ့တဲ့ AMOLED display တွေမှာက battery saw ပုံများတယ်ဆိုရယ်ပြဿနာရှိတယ်။ဈေးကြီးတဲ့ AMOLED display မှာကဒီလိုမျိုးပင်ဆယ်လေးကိုမီလင်းဖို့အတွက် RGB black တွေကိုဒီအရွေသွေးမြင့်ပြီးတော့ဈေးပုံကြီးတဲ့ RGB light တွေကိုဒီ POLED လို့ခေါ်တဲ့နည်းပညာနဲ့ပေါင်းပြီးတော့လုပ်ပေးလိုက်တဲ့အတွက်ကြောင့်ဈေးကြီးတဲ့ AMOLED display တွေမှာ pre-brightness ကခက်များများရတယ်။ အခုနောက်ပိုင်းဖုန်းတွေမှာဆိုရင်ဈေးကြီးတဲ့ဖုန်းတွေမှာဆိုရင် V-brandness က3000လို့5000လို့အဲ့လောက်ထိကိုရတယ်။နောက်ပြီးတော့ဒီလိုမျိုးဈေးကြီးတဲ့ AMOLED display တွေကဒီ battery စားမှုပိုင်းမှာလည်းဈေးနဲ့တဲ့ AMOLED display တွေသာဆိုင်ပို့ပြီးတော့နည်းတယ်။ပြောချင်တာက power efficient ပို့ပြီးတော့ဖြစ်တယ်။နောက်ထပ် quality check ကတော့ဒီ display တွေရဲ့ pixel လေးတွေစီထားတဲ့ pattern လေးတွေကမတူဘူး။ဈေးနဲ့တဲ့ AMOLED display တွေမှာကြတော့ဒီ pattern arrangement လို့ခေါ်တဲ့နည်းနဲ့ pixel လေးကိုစီထားတဲ့အကြောင်းသူရှိမှအားနည်းချက်တွေရှိတယ် ပထမဆုံးအားနည်းချက်ကဒီလိုမျိုးပတ်တံနဲ့သွားပြီးတော့စီတဲ့အတွက်ကြောင့်ကျွန်တော်ဒီ PCB inchal လို့ခေါ်တဲ့ PPI ကနည်းသွားတယ်။အဲဒီအတွက်ကြောင့်ဒီဈေးနည်းတဲ့ AMOLED display တွေကိုကျွန်တော်တို့ကြည့်တယ်ဆိုရင်နည်းနည်းလေး resolution ကျနေလို့ခက်ဝါးဝါးလေးဖြစ်နေလို့ခံစားချက်လေးတွေရတယ်။နောက်ပြီးတော့ဒီ display ရဲ့ဒီ bezel ထောင်းတွေကိုကျွန်တော်တို့တိတိကျကျကြည့်လိုက်မယ်ဆိုရင်အစိမ်းအောင်ခက်ဖြော့ဖြော့လေးလင်းနေတာကိုတွေ့ရနိုင်မယ်။ ဒါကတော့ဒီဈေးနဲ့တဲ့ AMOLED display တွေရဲ့အားနည်းချက်တွေဈေးကြီးတဲ့ AMOLED display တွေမှာကျတော့ဒီ pixel လေးကိုစီထားတဲ့ pattern ကကျတော့ဒီ diamond arrangement လို့ခေါ်တဲ့ pattern လေးနဲ့စီထားတယ်ဒီလိုမျိုး pattern နဲ့စီလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ PPI တွေကလည်းတိတ်ပြီးတော့ကြာသွားတာမရှိဘူး။အဲ့တော့ကျွန်တော်တို့ phone ရဲ့ display ကိုကြည့်တဲ့နေရာမှာ resolution တိတ်မကြဘူးတော့ပိုကြည့်တယ်ပိုတောက်တယ်ဆိုရဲခံစားချက်ကိုရတယ်။နောက်ပြီးတော့ကျွန်တော်တို့တိတ်တိတ်ချာချာစူးစိုက်ကြည့်လိုက်မယ်ဆိုရင်ဒီ display ရဲ့ထောင်လေးတွေမှာရှိတဲ့ဒီဒီ corner လေးတွေပေါ့နော်။ဘယ်လိုပြောမလဲ ash လေးတွေကပို့ပြီးတော့ shock ဖြစ်တဲ့အတွက်ကြောင့် ကြည့်ရတာပုံကြွပြီးတော့ပုံပြီးတော့ကြည့်ကောင်းတယ်ဆိုရယ်ခံစားချက်ကိုရတယ်နောက်ဆုံးကြွားချတဲ့ချက်ကတော့ဒီ feature ဘိုင်းနေ display feature ဘိုင်းနေပေါ့နော်ဒီဈေးနဲ့ AMOLED display တွေမှာကြတော့ display feature တွေကတိတ်ပြီးတော့များများဆဆပါလေးပါတာမရှိဘူးဒါပေမဲ့ဈေးကြီးတဲ့ AMOLED display တွေမှာကြတော့ display feature ဘိုင်းတွေကိုကြည့်လိုက်မယ်ဆိုရင် HDBO လို့ dynamic color လို့ Dolby Vision လို့ HDR template တို့နောက်ပြီးတော့ P1 dimming ပါတော့လို့ DC dimming ပါတာတို့ဒီလိုမျိုး display feature တွေအများကြီးပါလေးပါတာရှိတယ် ဒီလိုမျိုး display feature တွေကလည်းကျွန်တော်တို့တကယ်တကယ်ဖုန်းကိုတုံးကြည့်ရတဲ့နေရာမှာဖုန်းကိုကြည့်ရတဲ့ဒီ visual experience ပဲကြည့်ကြည့်နောက်ပြီးတော့ကိုယ်မျက်စိအတွက်မျက်စိထိခိုက်တဲ့အပိုင်းတွေမှာလည်းဒီလိုမျိုး display feature တွေကအများကြီးဥမှာအထောက်အကူပေးတယ်။မဲဆိုရဒီ feature တွေလိုချင်တဲ့ဆိုရင်တော့ဈေးကြီးတဲ့ AMOLED display ပါတဲ့ဖုန်းတွေကိုဝယ်မှာပဲရနိုင်မယ်။အဲ့တော့ဒီ video လေးကဒီဈေးနဲ့ AMOLED display တွေနဲ့ဈေးကြီးတဲ့ AMOLED display တွေရဲ့ကွာခြားတဲ့အချက်လေးတွေကိုပြောပြပေးတာပဲဖြစ်ပါတယ်။အဲ့တော့မဲဆိုနေလည်းဒီ video ကိုကြည့်ပြီးသွားဆိုရင် AMOLED display ကိုမြင်တာနဲ့ တခုရဲလို့မတတ်မှတ်တော့ဘဲနဲ့အခြားကြည့်ရမယ့်ချက်တွေ၊ ጓ ထမ်းအချက်လေးတွေကိုသိသွားပြီလို့တော့ထင်တယ်။အဲ့တော့မိတ်ဆွေအနေနဲ့နောက်တစ်ခါဖုန်းဝယ်တဲ့အခါမှာဒီ AMOLED display တွေ့ရတဲ့တခုရဲလို့မတတ်မှတ်ဘဲနဲ့ကျွန်တော်အခုပြောခဲ့တဲ့အချက်လေးတွေနဲ့ ጓ ထားတဲ့အချက်လေးတွေကိုနှိုင်းရှင်ပြီးတော့ကိုကဘယ်လိုမျိုး AMOLED display ပါတဲ့ဖုန်းကိုဝယ်သင့်လဲဆိုတာကိုရွေးတက်သွားပြီလို့ကျွန်တော်အနေနဲ့မျှော်လင့်တယ်။အဲ့တော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာတွေ့မယ်လို့ပြောနေပဲ။အားလုံးကြည့်ဦးတင်နေကျွန်တော်အခက်ပါ